င်္ဂလာပါမျိုးတို့ရေကဘာလူသားချင်းစာနာထောက်ထားမှုနေ့တုန်းကပရိဒတ်သမားပါဆိုတဲ့လူရဲ့ဇာတ်ကားတွေကတော်တော်ကြီးကိုတစ်ဖက်ဆောင်းနေဆန်နေလို့ဒီနေ့တော့တော့ပြောမယ်မြန်မာနိုင်ငံဟာအာရှမှာစီးပွားရေးမှာအာရှကြဖြစ်ခဲ့တယ်တဲ့အာရှကြဖြစ်ခဲ့တယ်နောက်21မှာစစ်တပ်ကအနာသိန်းလို့တိုင်းပြည်ကမွဲပြီးပြည်သူတွေအခုလက်ရှိထမင်းငတ်နေပါတယ်ဆိုပြီးပြောသွားတယ်ကျွန်တော်တို့ကြီးဆိုတာလက်ထက်တုန်းက မြန်မာနိုင်ငံကစီးပွားရေးမှာအာရှကြားတာမဟုတ်ဘူးအာရှမှာခေါ်စည်းရာတောင် ဖြစ်နိုင်ပါတယ်ဆိုပြီးတော့ပြည်သူ့ကိုမစားရဝါကမန်းချင်းထဲခဲ့တယ်ရတ္တရာစီမံကိန်းဆိုပြီးလုပ်တယ်အားလုံးသိတယ်ဆိုတော့တက်တက်ချင်းရတ္တရာစီမံကိန်းဆိုပြီးလုပ်တယ်အာရှမှာကြားတာမဟုတ်ဘူးခေါ်စည်းရာတောင်ဖြစ်နိုင်ပါတယ်ဆိုပြီးပြည်သူ့ကိုမလိမ့်တပတ်နဲ့ညားတယ်ဘစုကြီးကိုရင်ပြောခဲ့တယ်စင်ကာပူကိုကြော်မဲတဲ့ရတ္တရာကရတ္တရာပြည့်လို့တစ်နှစ်သာကြော်ပြီးနှစ်နှစ်သုံးနှစ်သာဖြစ်သွားတယ်ဘာစီမံကိန်းမှအကောင့်တွေမပေါ်လာဘူး တော်စစ်ကြီးအစိုးရတက်လာတဲ့ရဲတရစီမံကိန်းမှာအောင်မြင်တဲ့အပြင်2019 2019 2018လက်ဆက်တိုက်အစိုးရရဲ့ဖက်ဆက်လုပ်တဲ့ဝင်ကြီးဌာနပေါင်း20နဲ့တခုမှအမြင့်ငွေတပြားတစ်ချက်မှမရခဲ့ဘူးဝင်ကြီးဌာနတခုမှမဟုတ်ဘူးနော်20နဲ့တခု2019 2019 2018 3နှစ်ဆက်တိုက်အမြင့်ငွေတပြားတစ်ချက်မှမရဘူးနဲ့0000ဘယ်နာမှလဲအရှာကြဟမ် ကျမတို့ကဒေါ်ဆုနဲ့ NLD ကိုဟီးရိုကြီးထင်ခဲ့တာတကယ်တမ်းကျမ zero ကြီးဖြစ်နေတယ်အဲ့ဒီအချိန်နဲ့ကျမနိုင်ငံရေးစလုပ်ထားပဲမျိုးသားရေးစလုပ်ထားပဲဟီးရိုထင်ခဲ့တာ zero ဖြစ်နေတယ်ဘယ်နားမှလဲအားရှာကြဘယ်နားမှလဲခေါ်စည်းလာစဉ်းစားပြီးပြောထမင်းစားပြီးကြီးတယ်မလားစစ်တပ်ကအာဏာသိမ်းလို့ပဲပြည်သူတွေထမင်းငန့်နေရသေးတယ်ခင်ဗျားတို့ခေါင်းထဲမှာချီးတွေများပြည်နေလားနောက်တစ်ယောက်ကလည်းပြောသေးတယ်ကာကြုပ်ကမြောက်လိုက်ရတဲ့စာနာမှုမရှိဘူးမိသားတွေကခေါင်းမာရတယ်ဆိုတော့ ဟိုအေဂျင့်စွာယူသားစွာနေတဲ့အညာသူအညာသားတွေကိုနိုင်ငံရေးမိုင်းတိုက်ပြီးစစ်တလင်းဖြစ်အောင်လုပ်တဲ့ခမားလူကြတော့စာနာမှုတွေရှိတယ်ပေါ့မေတ္တာတရားတွေရှိရပေါ့အဲ့လိုလားပြည်သူတွေတွာလာနေတဲ့ယထာလန်းတွေကိုယထာလန်းတွေဖျက်လို့ဖျက်စီးနေဘုံခွဲမိုင်းဆွဲပြီးပြည်သူတွေဒုက္ခရောက်အောင်လုပ်နေတဲ့ခမားလူကရောမေတ္တာတရားတွေပြေဝပြီးစာနာမှုတွေရှိနေရအဲ့လိုလားဟမ်ကိုပြစ်ကူးလို့ပြည်သူတွေအသက်တွေဆုံးရှုံးနေတဲ့အချိန်မှာဆရာဝန်တွေသေမှုခုပဲနဲ့စီဒီအန်လုပ်ဖို့မြှောက်ပေးခဲ့တဲ့ခမားလူကြတော့စာနာမှုတွေရှိပြီးမေတ္တာတရားတွေပြည်နေရအဲ့လိုလား ဟာသူများမျက်ကြီးပဲမမြင်ဘူးလူဆိုတာသူ့ဘက်ကိုပဲမျှတအောင်တွေးရတယ်ခင်ဗျားတို့ကကုံစင်းလုံးတက်ချင်တာဖင်ပိတ်ပြီးဩကြတယ်လာဖာကအစိုးရကိုဖောင်းနေထိုးကြတယ်မကောင်းကြောင်းပြောကြတယ်ကိုယ်စီစည်းမှုတွေရက်တက်အောင်ကိုယ်စီစည်းမှုတွေကြန့်ကြအောင်နေဆက်ကုံတွယ်လေးလမ်းကြောင်းတွေမှာတပုံနဲ့ PDF MUG အကြမ်းဖက်နဲ့ပေါင်းပြီးရစုကုန်မှုတွေလောက်တာကြခင်ဗျားတို့မျက်လုံးလေးကန်းနေကြတယ်ခင်ဗျားတို့နားတွေပေးနေကြတယ် ကုန်တီစည်းစင်းမှုကြန့်ကြာပြီးဆိုတာနဲ့ငွေကြေးဖောင်းပွားမှုကမြင့်တက်လာမှာပဲကုန်တီစည်းစင်းမှုရပ်တန့်အောင်လို့ပို့ဆောင်ဆက်သွယ်ရေးလမ်းတံတားတွေလမ်းတွေတံတားတွေကိုဝန်ခွဲပြီးမိုင်းဆွဲပြီးဖျက်လို့ပြည်စည်းလုပ်ပြီးတော့မှကုန်တင်းလုံးတက်တယ်ဆိုဖင်ပစ်ပြီးမအောင်ကြနဲ့မဖူးပေါ်လက်တင်ပြီးပြန်စင်းစားဘသူကမှားနေလဲဆိုတာလူထင်းအောင်ပေးမယ်တကယ်တော့ဖေးသေးတယ်ပါနော်မာကြီးပြေးမှာနွားသားပေါက်လေးတော့အစ်စ်ပါသေးတယ်။အပြင်မှကျင်တော့လက်ရသေးတဲ့တဲ့ကြားလူလူနွားလူလူထင်ရပေမဲ့တကယ်တော့ဖျဲသီးတွေဖြစ်ပါတယ်။ လက်ရှိကျမတို့နိုင်ငံရေးအခင်းကျင်းမှာလေအပြင်မှာစိတ်ပြီးတော့အတွင်းမှာနီနေတဲ့အသားတွေကလောက်တွေကိုဖော်ထုတ်ဖို့စစ်ဆေးဖို့အပြစ်ပေးဖို့လိုအပ်ပါတယ်။ကျုပ်တန်ဖိုင်တစ်ခုပြပါမယ်။ကျုပ်တန်ဖိုင်မှာရက်စွဲပါတယ်2022တုန်းကဒါကဒေါန်ဆန်းစုကြည်ကိုကျမတို့ ထောင်တွင်းတရားရုံးကနေပြီးတော့ရုံးချင်းထုတ်ဆစ်ဆေးနေတဲ့ CCTV ရုပ်သံမှတ်တိုင်းဒီနေ့ဒီ Guardian ဆိုတဲ့သတင်းဌာနမှာပေါက်ကြလာတယ်သူတို့ကိုတဲ့ပြည်သူအဖွဲ့ဆိုတဲ့အဖွဲ့စီတစ်ခုကနေပြီးပေးပို့ဆက်သွယ်လာတဲ့အတွက်เนาะအဲ့ဒီမှာရုပ်သံဖိုင်တစ်ခုအပြင်ဒေါန်ဆန်းစုကြည်ရဲ့ထောင်တွင်းမှာနေထိုင်စားသောက်မှုပုံစံတွေပါတွေ့ရှိရတယ်ဆိုပြီးတော့ဒီ Guardian သတင်းဌာနကဖော်ထုတ်လာတယ်ဒီလိုအခြေအနေမျိုးတွေကဒီလိုအကြောင်းအရာတွေက တာမန်မျိုးနဲ့ဆင်ခရိုင်ဆင်ဖဲသေးတွေလုံးလို့ရတဲ့အရာမျိုးမဟုတ်ဘူးမဟုတ်ကျမတို့ပြည်တော်စုဆင်လဲမှာအသားရဲကလောက်တွေရှိနေပြီလားဒီလိုသားရဲကလောက်တွေမရှိဘဲနဲ့ဒီလိုနိုင်ငံတော်ဆင်လျှို့ဝှက်ချက်တွေပေါက်ကြနေပြီလားဆိုတာကျမတို့စိုးရင်ရတယ်နိုင်ငံတော်အဆင့်ဖေးသည့်ကငိုတဲကရှိပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒေါင်ဆန်းစုကြည်ကကျမတို့နိုင်ငံတော်ရဲ့အတွင်းစီးရင်းကို နိုင်ငံသားသားတံပေးဆိုပြီးတော့လူပေါင်း60တယောက်တိတိကျောင်းလူနိုင်ငံတော်အတွင်းစီးတဲ့ကိုနိုင်ငံတော်စစ်ဖရဲသီးတွေခေါ်သွင်းခဲ့တဲ့အတွက်ဒေါ်စုကြည်အုပ်ချုပ်ခဲ့တဲ့9နှစ်တာကာလအတွင်းမှာကျမတို့နိုင်ငံတော်အဆင့်ထိတ်တဲအဆင့်လှူဝဲရမယ်လှူဝဲအပ်တဲ့အကြောင်းအရာတွေအကုန်လုံး စီးပွားရေးဆိုလို့ရှိရင်လည်းကျွန်တော်တို့လက်ရှိမှာ MOGE ကိုအထူးကားအထားဖြင့်ပြတ်ဖက်ထားတိုက်ခိုက်နေကြတယ်။ MOGE နဲ့ဖက်ဆက်လုံငန်းတွေဖြစ်တဲ့ PTT, EB, PTTOR တို့ကိုဇက်တိုက်ဖိအားပေးပြီးတော့နိုင်ငံတော်ရဲ့အသက်သွေးကြောတွေကိုဖျက်တောက်နေကြတယ်။ဘာကြောင့်လဲ။ရှောင်းတာနယ်ကိုစီးပွားရေးအကြံပေးအဖြစ်နိုင်ငံတော်အဆင့်ဖျဲသည့်ခန့်အပ်ခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်။သူတို့နိုင်ငံသားသားအကြံပေးပုဂ္ဂိုလ်တွေတိုက်ခိုက်ပွားမယ်ဆိုတဲ့စီးရုံးစဉ်ကာလတုန်းကဒေါက်ဆုကြည်ပြောခဲ့တဲ့စကားလေးတစ်ခုရှိတယ်။ ကျမတို့နိုင်ငံရေးလုပ်တယ်ဆိုတာတည်သူကိုအားကိုးပြီးလုပ်တာပါဘယ်နိုင်ငံသားသားကိုမှအားကိုးပြီးလုပ်တာမဟုတ်ပါဘူးလို့ဒေါ်စုကြည်ပြောခဲ့တယ်။အဲ့ဒီချိန်တုန်းကတမန်ဦးသိန်းကြီးအစိုးရလက်ထက်မှာနိုင်ငံသားသားအကြံပေး25ယောက်ကိုမှားရမ်းပြီးအုပ်ချုပ်တဲ့အတွက်ဒေါ်စုကြည်ဒီစကားပြောတယ်။သူကိုယ်ရအစိုးရဖြစ်တဲ့အခါကျတော့နိုင်ငံသားသားအကြံပေးဆိုပြီး60တယောက်တိတိကိုနိုင်ငံတော်အဆင့်ဖျဲသည့်အဖြစ်အစိုးရဖွဲ့တည်တဲ့မှာထည့်သွင်းခဲ့တဲ့အဲ့ဒီအကျိုးဆက်တွေကိုဒီနေ့ခန်းစားနေရတယ်။ ဒါကြောင့်ဒီရုပ်တံဖာပြန့်နှံ့မှုနဲ့ပတ်သက်လို့နောက်ကွယ်မှာဆက်ဆက်နေတဲ့ဖရဲသီးတွေအသားထဲကလောက်တွေကိုအများဆုံးစုံစမ်းဖော်ထုတ်ပြပေးအရေးယူနိုင်ဖို့ကျွန်တော်တို့ပြည်သူတွေကမျှော်လင့်ပါတယ်အသားထဲကလောက်တွေကိုဖော်ထုတ်ဖို့ရှင်းလင်းဖို့လိုအပ်ပါတယ်